င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ရှုံးပြီးပြေးသွားတဲ့ဒူးဖိုချုပ်ကြီးနိုင်နိုင်ဦးကိုနှောင်ချိုစစ်မြေပြင်မှာပြန်တွေ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကိုကန့်အပါဝင်ရှမ်းမြောက်ကတိုက်ပွဲတွေဦးဆောင်ရမှာနိုင်ပွဲမရှိရှုံးပွဲတွေစံချိန်တင်ခဲ့ပေမဲ့ယာရူတိုခဲ့တဲ့အမတ်နေစစ်စင်ကြီးအထူးတပ်ဖွဲ့မှဒူးဖိုချုပ်ကြီးနိုင်နိုင်ဦးကိုစွန်လ17ရက်ကနှောင်ချိုရှိတန်းစစ်မြေပြင်ကိုရောက်ရှိနေပါတယ် စစ်ကောင်စီကလက်လွတ်ထားရတဲ့အနောက်ချိုမျိုးကိုဖေဖော်ဝါရီလကတည်းကထိုးစစ်ဆင်နေတာဖြစ်ပြီးနေမီတချို့နဲ့ကာကင်းစခန်းကုန်းအချို့ပြန်ရချိန်မှာဒူပိုချုပ်ကြီးနန်းနိုင်ဦးကိုတွေ့ရတာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်။နောက်ချိုမှာတပ်ဖက်ကအသာစီးရလာတော့ခါဆာထာမှုကိုတိုင်းလူလုံးထွက်ပြတာဒေသခံတွေကိုစီယုံမယ်ပြန်ရတဲ့နေမီနဲ့စခန်းကုန်းတွေချက်ပြီးမဆုံရှုံရအောင်ခန့်စစ်ပြင်ဖို့ညွှန်ကြားမယ်။ မျိုးပေါင်း100နီးပါးလောက်ပေးထားရတာပြန်တိုက်နိုင်တာဆိုလို့နောက်ချိုးစည်ရေးပဲရှိသေးတယ်။ဒါတောင်အလုံးစုံမထိန်ချုံနိုင်သေးဘူးလို့ပြောပါရယ်။စစ်စင်ရေးလှုံဆောင်ရမှာရှုံးနေပါကထွက်ပြေးတဲ့အချင်းရှိတဲ့ဒူးပိုချုပ်ကြီးနိုင်နိုင်ဦးကိုကာစားထားမှုနှစ်နေရပြန်ပြီးတဲ့ကိစ္စကိုမကျေနပ်ကြပေမယ့်လက်အောက်ခံအရာရှိအများစုကလည်း2029စစ်စင်ရေးမှာထွက်ပြေးလာတဲ့သူကိုစစ်ကောင်းဆောင်ကပြန်ခန့်ထားတဲ့အတွက်ပြဿနာမဖြစ်တာလို့သိရပါရယ်။ လာရှိုးအခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘိုချုံနိုင်နိုင်ဦးကိုစစ်ကောင်ဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလတည်းကဒုတိယဘိုချုံကြီးယာရုတိုပိကအမန်နစ်စစ်စင်ရေးအထူးအဖွဲ့မှကာဆာထနှင်မှုအဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ပါတယ်။ဒုတိယဘိုချုံကြီးနိုင်နိုင်ဦးဟာစစ်တပ်ကတူအပတ်စဉ်35ကျောင်းစင်ဖြစ်ပြီးစစ်တပ်မှာတတိယမြောက်အကြီးဆုံးယာရုဖြစ်တဲ့ညှိနှိုင်းကိုကဲရမှုကြီးရေလေးဘိုချုံကြီးကြော်စွာလင်းနဲ့တပတ်စဉ်နဲ့အတူတူတက်ရောက်ခဲ့ပါတယ်။ ။သတင်းမျိုးစုံထွက်နေတဲ့နောင်ချိုမြို့နယ်မှာစစ်တပ်နဲ့ TNL ကြားနှစ်ဖက်တိုက်ပွဲများရှိနေပြီးစစ်ကောင်စီဘက်ကမြေပြင်မှာ drone ကိုပို့မှုအသုံးပြုတာများတယ်လို့ရမခနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်ကပြောပါရယ်။၂0၂8ရေးမှာတအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကနောင်ချိုကြောင်မဲတီဘော၊နန့်ဆန်နန့်ခမ်း၊နမတူကိုခိုင်စတဲ့မြို့နယ်၁၂မြို့နယ်ကိုသိမ်းပိုက်ရရှိခဲ့ပါရယ်။ ဆက်လက်ပြီးငဖဲမျိုးနဲ့နက်ရီကန်လေးချောင်းရန်ကောက်ွက်ရေးတပ်မှထွက်ပြေးလာသည့်စစ်သား23ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းပြီးစစ်မှုထမ်းတပ်သားတင်များကိုစစ်ရာရှိများကတိုက်ပွဲရှိဆုံးတွင်အသေခံခိုင်းနေတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နက်ရီကန်လီချောင်းရံကောက်ွယ်ရေးတပ်စခန်းမှာထွက်ပြေးလာသည့်အကြံဖက်စစ်ကောင်စီတပ်သား23ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်း CDF အရှုံမှပြောရေးဆိုခွင့်ရှိသူဆလိုင်းရိုးရှင်းကသတင်းဌာနသို့ပြောပါရယ် ဇွန်လ၈ရက်နေ့မှာ၁၂ရက်နေ့ထိနှဲ့ရည်ကန်လီကျောင်းရံကောက်ခွေရိတ်တဆက်ခါမှာထွက်ပြေးလာသောအကြံဖက်စစ်ကောင်စီတပ်သား23ဦးကို CDF အရှိုးမှတော်လန်ရေးရဲပေါ်များကလေကျောင်းရံကောက်ခွေရိတ်တဆက်ခန်းအနီးမီတာ1500ပတ်လေနယ်ရီကန်လက်ဟောင်းဖြတ်တောက်တိုက်ခတ်ရေးလှုပ်ဆောင်နေစဉ်နယ်မြေရှင်းလင်းရှာဖွေ၍ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။လေချောင်းရံကောက်ွယ်ရေးပြူဟာကုန်းမှာတာဝန်ထမ်းဆောင်နေတဲ့ပြည်သူစစ်တွေလည်းပါမယ်။တပ်သားအဟောင်းတွေလည်းပါမယ်။ရိတ်ခါတွေမရှိတာတွေ ချက်ပြုတ်ရေးသမားကရှီတန်စစ်ကြောင်းတွေစီမပို့တာတွေအဲ့လိုမျိုးသတင်းစကားတွေတုံမှန်းတွေစီကကြားရတယ်။သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေကဖြီးသူစစ်တွေအောက်ခြေရဲဘော်တွေကိုရန်သူနဲ့ထိတိုက်တွေ့နိုင်တဲ့နေရာကိုတွန်းပို့ပြီးတော့မှအသေးခံတိုက်ခိုင်းတာတွေကျွန်တော်တို့မျက်မြင်တွေ့ရှိရပါတယ်။အသေးခံတိုက်ခိုင်းတာကဘလို့အကျိုးမြတ်အတွက်ဘလို့နိုင်ငံရေးမျှော်မှန်းချက်တွေအတွက်မသိရှိရပဲနဲ့တပ်သားတွေကိုလူခွင့်ရေးချိုးဖောက်ကခိုင်းစေမှုတွေရှိတယ်လို့စစ်တုံ့ပြန်တွေဖြေကြားမှုအရသိရပါတယ်။ အဲ့ဒါတွေကြောင့်နက်ရီကန်ဗျူဟာကုန်းမှာပဲဖြစ်ဖြစ်နက်ရီကန်အနီးတစ်ဝိုက်မှာတက်ဆွဲထားတာပဲဖြစ်ဖြစ်အတန်နိုင်ဆုံးအလင်းဝင်ကြဖို့ ਨੇ ဒီလိုမှမဟုတ်ပဲအသေးခံပြီးအသက်ပေးပြီးတိုက်ခိုက်ကာကွယ်ခြင်းနဲ့ဆိုရင်လေသူတို့ရဲ့ဆန္ဒအတိုင်းပါပဲဟု CDF အရှိုးမှာပြောရေးဆိုခွင့်ရှိသူစလိုင်းရိုးရှင်းကပြောဆိုပါတယ်အဆိုပါဖမ်းဆီးရမိသောစစ်ကောင်စီတပ်သားများထံမှ MA1 တပ်နက်၅လက် MA3 တပ်နက်၃လက်နဲ့လက်နက်ခဲယံအချို့တင်စီရမိခဲ့ကြောင်းထိုဖမ်းဆီးရမိသောစစ်တုံးပန်းများသည့်စစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ် တာဆွဲခံရ၍စစ်မှုထမ်းနေရသူများဖြစ်ကြောင်းသိရပါတယ်ဆလပီ AA နဲ့ပူပေါင်းတက်များထိုးစစ်စင်နေသည့်အမြောက်တန်း344မှာစစ်တပ်စတင်ဆုတ်ခွာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရေဒီမျိုးနဲ့တွင်စစ်ကောင်စီတက်အခိုင်အမာခံစစ်ပြန်ထားသည့် အမှတ်344အမြောက်တက်ရင်အမတ344မှစစ်သားများစတင်ဆုတ်ခွာနေပြီးတိုက်ပွဲများပိုပြင်းထန်လာသည်344ကအမြောက်တွေကျုံပျော်ခလာရ36ကိုပိုတဲ့ကားတွေနဲ့မိုးကားတွေအုပ်ပြီးဇွန်လ17ရက်နေ့12ရက်ကစပိုတာ344ကနေစပြီးဆုတ်ခွာလာတဲ့အခြေအနေဖြစ်ပါတယ်ဟုဒေသတွင်းစစ်ရေးအခြေအနေစောင့်ကြည့်နေသူတအူးကပြောပါတယ် အမတ344သည်ဘွားငတိုင်းချောင်းလန်လန်ပိုင်မှာရေကြည်မြို့နယ်ငတိုင်းချောင်းမြို့နယ်ခွဲသီရာကုန်းပြင်အုပ်စု၌ရှိသည်အမတ344ကာကင်းစခန်းများကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်၍အာရကတက်တော် AA နှင့် PDF ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကြုံပြော်မြို့သည်ရေကြည်ငတိုင်းချောင်းမြို့နယ်ဆက်ဆက်ပြီးပသိမ်ဟင်းထရအဝေးပြေးလမ်းဖြတ်သည့်မြို့ဖြစ်သည်ခလာရ36ကိုပို့ပေမဲ့ ခလာရ36ကိုပို့ပေးမယ်သူလည်းအခွန်ပဲရှိတာရခိုင်ကတိုက်ပွဲတွေမှာခလာရ36ကစစ်ကြောင်းလိုက်ပြုတ်တာတွေရှိတယ်အခုကစစ်ကောင်စီကဗျံပတာစုတ်လာပုံရတယ်ဟုဒေသတွင်းမှကာကွယ်ရေးရဲဘော်တအူကပြောပါတယ်လက်ရှိစစ်ရေးအခြေအနေကိုအတိပေးခြင်းမရှိတော့လဲရေကြီးငတ်တိုင်းကြောင်းနဲ့ကျုံပြော်မျိုးမှာဒေသခံများလုံခြုံရေးတတိပြုရန်စစ်ကောင်စီစစ်ကြောင်းများဤအန္တရာယ်ကိုမဖော်ဆရန်၎င်းကတတိပေးပါတယ် တိုက်ပွဲက344ကိုတဲထိုးနေပြီး AA နဲ့ PDF တွေကနှင်းပြေစိုးမမှုကောင်းကောင်းရထားပြီလို့သိရတယ်ဟုကျုံပျော်မျိုးဒေတာကန်တအူကပြောပါတယ်။လက်ရှိတွင်အမတ344အနီးဝင်းကျင်နေ၊ကွာငတိုင်းကျောင်းလမ်းပိုင်းရှိရင်းနသားရွာအနီး၌လည်းတိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်။ကွာငတိုင်းကျောင်းလမ်းသည်ရခိုင်ပြည်နယ်နှင့်အေရဝတီတိုင်းကိုချိတ်ဆက်ထားသည့်အဓိကလမ်းဖြစ်သည်။2024ဒီဇင်ဘာလ29ရက်တွင် AA ကရခိုင်ပြည်နယ်ခွားမြို့နယ်ကို AA ကသိမ်းယူပြီးနောက်အေရဝတီရခိုင်နယ်စပ်ဒေ သားများဖြစ်သည့်တာပေါင်းရွှေတောင်ရန်ရေကြီးမြို့နယ်တို့မှစစ်ကောင်စီတပ်ဆွဲထားသည့်နေရာများကိုအေအေကထိုးစစ်ဆင်ခဲ့သည်။အမြောက်တန်း344နှင့်ဆက်ဆက်သောတိုက်ပွဲသတင်းကိုအေအေကအသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ရေကြီးမြို့နယ်နှင့်ဆက်ဆက်နေပြီးဟင်းဒရခရိုင်အတွင်ပါဝင်သည့်လေးမျက်နှာမျိုးနှင့်အတွင်မှကြေးရွာအချို့ကိုလည်းအေအေနှင့်ပူးပေါင်းတပ်များကထိန်းချုပ်ထားသည်။၎င်းတို့လက်လွတ်ခဲ့ရသည့်ကြေးရွာများကိုစစ်ကောင်စီကလေးချောင်းနှင့်လက်နက်ကြီးအုံပြုတိုက်ခိုက်နေ၍ဒေသခံများစစ်ပီးတိမ်းရှောင်နေကြရသည်။ မလား28ရက်ကစကိုင်းနဲ့မန္တလေးကိုဗဟိုပြုလှုပ်ခတ်သွားသောငလင်ကြောင့်စစ်ကောင်စီကရောအေအေပါဝင်သည့်မဟာမိတ်၃ဘွဲကရောအပြစ်ရထားသည်လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍အေအေကသတင်းမထုတ်ပြန်သေးတော့လေမကွေးတိုင်းဘကူတိုင်းအေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာအေအေသိမ်းယူထားသည့်စကမ်းများကိုစစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီးလေကြောင်းနှင့်လက်နက်ကြီးပစ်ကတ်မှုများမြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုအေပီလ၅ရက်ကသတင်းထုတ်ပြန်ခဲ့သည်စစ်ကောင်စီကမူ အေအေနှင့်ဖြစ်ပွားနေသောတိုက်ပွဲများကြောင်းသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။အကယ်၍အာမတ344ကိုအေအေသိမ်းယူနိုင်ခဲ့ပါကအေယာဝတီတိုင်းအတွင်းစစ်ရေးအခြေအနေပုံမပြင်းထန်လာနိုင်ပြီးရေကြီးငှက်တိုင်းချောင်းကြုံပြောလေးမျက်နှာဟင်းတရ ညံအောင်၊ကွင်းကောက်၊အင်ကပူမြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟုတော်လန်ရေးအင်အားစုများကအသိပေးသည်။ AR တိုင်းအတွင်ဖြစ်ပွားနေသောတိုက်ပွဲများဟင်္သာရခရိုင်အတွင်ရောက်ရှိနေပြီဖြစ်ပြီးစစ်ရေးတရိပ်ပြင်ဆင်ထားကြရန်နှင့်ရောက်ရှိလာသောစစ်ပေးရှောင်များအားကူညီကြရန်ဟင်္သာရမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြီးခဲ့တဲ့ဧပြီလတွင်ထုတ်ပြန်ခဲ့သည်။ရေကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းဒေသခံများလုံခြုံရေးတရိပ်ပြုကြရန်ထုတ်ပြန်ထားသည်။ ဆက်လက်ပြီးတမ33မှာထွက်လာသည့်စစ်ကောင်စီကားတန်းမုံရွာမအူဂိတ်အနီးတိုက်ခိုက်ခံရာစစ်ကောင်စီအရာရှိအပါနှစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမြို့နယ်မှာစကိုင်းတပ်မ33ဌာနချုပ်ကထွက်လာတဲ့ကျင်းညီတင်ကားတန်းကိုချားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကအရာရှိအပါဝင်2ယောက်သေပြီးအများအပြားထိခိုက်သွားကြောင်း Brihad Army BHA ကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ12ရက်နေ့ကစကိုင်းအခြေစိုက်တပ်မ33ချင်းမြန်ဌာနချုပ်ကနေမုံရွာမန္တလေးလမ်းမကြီးအတိုင်းထွက်လာတဲ့ကျင်းညီကား79စီ တံပြားကာကာ၈စီးနဲ့မိုးကာအုပ်၆ပီကာ၃စီးတို့ကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေချားပြတ်တိုက်ခိုက်ဖို့စ조사ခဲ့တာလို့သိရပါတယ်။မအူစစ်ကောင်စီဂိတ်အနီးရောက်ရှိလာတဲ့အထက်ပါကားရန်တွေကစဲစည်းမြောက်ကားကိုပရိဒါပြောင်း၅ပြောင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရင်လက်နက်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း Brihat Army BHA ကပြောပါတယ်။အဲဒီနောက်တံပြားကာကာ၃စီးနဲ့ဂျင်းနီတင်က၂စီးလဲနေရာတွင်ထိုးရက်သွားခဲ့ကြောင်း ပြစ်ခတ်မှုအတွင်ထိခိုက်ဒဏ်ရာရသူတွေကိုနာယေကအင်စီကတန်ပြားကာကားတွေနဲ့ရွှေတော်ဝင်စေးရုံကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်ထိခိုက်ဒေဆုံးသူတွေတဲ့စစ်ကောင်စီဘက်ကအရာရှိတယောက်ပါဝင်ပြီးအသေးစိတ်ကိုဆက်လက်စုံစမ်းနေတယ်လို့ Freehat Army BHA ကသတင်းထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုကို Freehat Army BHA နဲ့အတူ Golden Target 4 GTF Chinwin Fighter Group CFG တို့ဆောင်ရွက်ခဲ့တာလို့လည်းသိရပါတယ်။